မေခွန်လေးရဲ့လူရင်းအတိတ်ဘက်ကဖုတလောတော်ကပရလောကသားတွေကို သင်္ကန်းစီးပေးလိုက်လို့ပရလောကစီးပောက်ပြီးအခုလိုမကောင်းတာတွေဖြစ်တာလားလို့မေးလို့တဲ့အတိတ်ဘက်ဖြစ်ပါတယ်ဒီမေခွန်လေးရဲ့လူရင်းအတိတ်ဘက်ကဖုတလောတော်ကပရလောကသားတွေကိုသင်္ကန်းစီးပေးလိုက်လို့ပရလောကစီးပောက်ပြီး အခုလိုမကောင်းတာတွေဖြစ်တာလားလို့မေးလို့တဲ့အထိပ္ပယ်ဖြစ်ပါတယ်ဒီလိုမေးခွန်းမျိုးကိုတော်တော်များများလာပြီးမေးနေကြပါတယ်တချို့ကလည်းပဲအဲ့ဒီလိုပရလောကသားတွေကိုသင်္ကန်းစီးပိတ်လိုက်တဲ့အတွက်ကြောင့်ပရလောကစီးပောက်ပြီးအခုလိုမကောင်းတာတွေဖြစ်တာလို့အတက်ပြောနေကြပါတယ်အဲ့ဒီလိုပြောတဲ့လူတွေကိုဦးစင်းကမေးချင်ပါတယ်ပရလောကစီးပောက်တယ်ဆိုတာဘယ်နေရာကပောက်တာပါလဲပောက်တဲ့နေရာသိရင်ပြောပါတွားပြီးဖာရအောင်လို့ပါနော် ကိုယ်တိုင်မသိဘဲနဲ့ရန်တန်မှန်တန်ပြောတာမျိုးကတော့လုံးဝမလုပ်သင့်ပါဘူး။ဒါဆိုရင်အဲ့ဒီပရလောကသားတွေကိုသင်္ကန်းစီးပေးတဲ့ကိစ္စနဲ့အခုသဘာဝဘေးဆိုင်တဲ့ကိစ္စမဆိုင်ဘူးလားလို့မေးစရာအကြောင်းရှိပါတယ်။မဟုတ်ပါဘူး။အထိုက်လျောက်တော့ပတ်သက်ဆက်နွယ်မှုရှိကောင်းရှိပါလိမ့်မယ်။သို့တော့ဖိရိုက်တော့မဆိုင်ပါဘူးနော်။ဒါဆိုရင်အကြောင်းဒီလိုဘေးဆိုးကဆိုးမျိုးတွေစိုက်တာလေလို့မိစရာအကြောင်းရှိပါတယ်။အင်ဂုတ္တရနိကေ ိကနိပတ်ပါလောကတုံးမှာဝိတမလောဘအာဓမ္မဓာကမိစ္ဆာဓမ္မဆိုတဲ့ဣတရား၃ပါးပေါ်ပေါက်လာပြီဆိုရင်တဘာဝဘေးတွေဆိုက်ရအနှက်ဘေးတွေကြုံကြလိမ့်မယ်ဘီလူအကြီးအကဲတို့ကကြံတန်းသောဘီလူတို့ကိုဆစ်လွတ်တာကြောင့်လူအများတည်ကြည်ပျက်စီး၍မြို့ရွာများပျက်စီးကြလိမ့်မယ်လို့မြတ်စွာဘုရားကဟောကြားထားပါတယ်အခုလိုဘေးဆိုးကဆိုးမျိုးဆိုက်ပြီးဒုက္ခဒုက္ခတွေနဲ့ရင်ဆိုင်တွေ့ကြုံနေရခြင်းဟာ ဤဝိတမလောဘအာရမရာကမိစ္ဆာဓမ္မဆိုတဲ့တရားသုံးပါးကြောင့်ပဲဖြစ်ပါတယ်။ဟူပရလောကသားတွေကိုသင်္ကန်းစီးပေးတဲ့ကိစ္စနဲ့ဘယ်ရိုက်မပတ်သက်ပါဘူးเนาะ။အဲ့ဒီလိုပြောလို့အဲ့ဒီပရလောကသားတွေကိုသင်္ကန်းစီးပေးတဲ့ကိစ္စကိုဥသင်္ကကာကွယ်ပြီးပြောနေတာလားလို့မိစရာအကြောင်းရှိပါတယ်။မဟုတ်ပါဘူးเนาะ။ဒီလိုလောက်ရမျိုးဟာလေလုံးဝမလုံတဲ့ပါဘူး။မလုံတဲ့အကြောင်းကိုလည်းပဲဥသင်္ကကိုယ်တိုင်ဗီဒီယိုတင်ပြီးပြောထားပါတယ်။အခုချိန်ဟာ တဘာဝဘေးဆိုင်လို့လူတော်တော်များများဒုက္ခဒုက္ခနဲ့ရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပါတယ်။အဲ့ဒီလိုအချိန်ကာလမျိုးမှာလူအများအထိတ်တလန့်ဖြစ်စေတဲ့စကားမျိုးကိုမပြောကြပါနဲ့နော်။ကိုယ်တိုင်တည်တည်ချာချာသိမှပြောပါလို့ပြောချင်ပါတယ်နော်။ရေရှောက်ခွင့်ပြုပါအရှင်ဖေယ။တပည့်တော်ကဘာသာချားပါဖေယ။ဗုဒ္ဓဘာသာကိုကူပြောင်းခြင်းလို့ဘယ်လိုအရာတွေလွတ်ဆောင်ပြီးဘယ်လိုလိုက်နာကျင့်သုံးရတာပါလဲဖေယတဲ့။ဗုဒ္ဓဘာသာဤအခြေခံအုတ်မြစ်က တရဏဂုံ၃ပါးနဲ့၅ပါးသီလပဲဖြစ်ပါတယ်တရဏဂုံ၃ပါးနဲ့၅ပါးသီလပြတ်ပြီဆိုရင်ဗုဒ္ဓဘာသာဝင်မဟုတ်တော့ပါဘူးเนาะဗုဒ္ဓဘာသာသူကုပြောင်းပြီဆိုရင်လည်းပဲဤတရဏဂုံ၃ပါးနဲ့၅ပါးသီလကိုပဲစောက်တည်ရပါတယ်တရဏဂုံ၃ပါးကဘယ်လိုစောက်တည်ရတာလဲဆိုရင်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ကံတရဏံကိစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိ ဒုတိယံပိတန်ကံတရဏံခိစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံခိစ္ဆာမိတတိယံပိဓမ္မံတရဏံခိစ္ဆာမိတတိယံပိတန်ကံတရဏံခိစ္ဆာမိလို့ပဲဖြစ်ပါတယ်။ဒါဟာတရဏဂုံစောက်တည်ခြင်းပဲဖြစ်ပါတယ်။အဘိဓေကတော့ဖရာကိုးကွယ်ပါဤတရားကိုးကွယ်ပါဤတန်ခါကိုးကွယ်ပါဤပဲဖြစ်ပါတယ်။နာဘာသီလာကတော့ပါဏာတိပါတာဝိရာမဏိတိခါပဒံတမာရိယာမိသူ့အသက်တက်ခြင်းမှရှောင်ကြဉ်ပါဤ။ အဒိနာဒါနာဝိရာမဏိပိက္ခပဒံတမာရိယာမိသူတစ်ပါးပစ္စည်းကိုခိုးယူခြင်းမှရှောင်ခြင်းပါ၏ကာမေတုမိစ္ဆာစာရာဝိရာမဏိပိက္ခပဒံတမာရိယာမိသူတစ်ပါးသားမယားတို့အားပြမားစော်ကားခြင်းမှရှောင်ခြင်းပါ၏ဘုဒ္ဓဝါဒာဝိရာမဏိပိက္ခပဒံတမာရိယာမိဘုဒ္ဓသာသာပြောဆိုခြင်းမှရှောင်ခြင်းပါ၏သူရာမေရယမိစ္ဆပမာဒတ်ဌာနာဝိရာမဏိပိက္ခပဒံတမာရိယာမိတေယိတေယတို့ကိုတောက်စားမှု၏ခြင်းမှရှောင်ခြင်းပါ၏တို့ပဲဖြစ်ပါတယ် ဲ့ဒီတဏ္ဏဂုံ၃ပါးနဲ့၅ပါးသီလကိုယဟန်တစ်ပါးရဲ့အရှိမစောက်တည်လိုက်ပါအကယ်၍ယဟန်တစ်ပါးရဲ့အရှိမစောက်တည်ဖို့ခက်ခဲနေတယ်ဆိုရင်မိမိရဲ့အိယာမှာပဲဖြစ်ဖြစ်ဖះရှင်ကိုအာယုံပြုပြီးတော့စောက်တည်လိုက်ပါအဲ့ဒါဆိုရင်ဗုဒ္ဓဘာသာဝင်ဖြစ်သွားပါပြီဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ဆိုတာကတခြားဘာသာတွေလိုလူသိရှင်ကြားလို့ဆရာမလိုပါဘူးเนาะဤနည်းနဲ့ဗုဒ္ဓဘာသာဝင်ဖြစ်ပါတယ်ဖုံဖုံဖះဖះအလောင်းပေါ်ထွန်းတယ်ဆိုတာမှန်ပါသလားတဲ့ တချိန်လုံးကဂျပန်နိုင်ငံမှာဆူကိုစာအာဟာရဆိုတဲ့ဘာသာရေးလူလိန်တစ်ယောက်ပေါ်ဘူးပါတယ်။သူဟာတနေ့မှာသူယုံကြည်စိတ်ချရတဲ့ကင်မရာမန်တစ်ယောက်ကိုတော်တဲ့ခေါ်ပြီးတော်ထဲမှာတမင်ကလေးထိုင်ပြီးခုန်တဲ့အကျင့်ကိုရအောင်ကျင့်ပါတယ်။ကျင့်လို့ရသွားတဲ့အခါမှာတမင်ကလေးထိုင်ပြီးခုန်လိုက်တဲ့အချိန်မိကြီးတို့ပြန်မကြခင်ကင်မရာမန်ကိုဓာတ်ပုံအမိအယရိုက်ခိုင်းပါတယ်။ဇံပြန်တဲ့ပုံစံဖြစ်အောင်ရိုက်ခိုင်းတာပါ။အဲ့ဒီတော့ကဒီကနေ့ခေတ်လိုမျိုးဉာဏ်ပညာတွေမထောင်ကားသေးပါဘူးနော်။ တိုက်ပြီးတဲ့အခါမှာပုံတွေကိုလိုက်ဖြန့်ပြီးတော့ဆိုကိုစာအာဟာရဟာဇန်ရပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဆိုပြီးကြေညာပါတယ်ဂျပန်နိုင်ငံတနေငံလုံးကြီးပါသူ့ကိုယုံသွားကြတယ်နော်နောက်ပြီးသူဟာအစိမ့်ငွေတီထွင်တဲ့နေရာမှာအမတန်တော်တဲ့လူတယောက်ဖြစ်တယ်သူ့ကိုမယုံတဲ့လူတွေဆိုရင်အစိမ့်ငွေနဲ့တတ်ပါတယ်လူပေါင်းများများစွာတည်ကြည်ပြည့်စည်ရပါတယ်နော်လူရက်ကအမတန်ပြီးတဲ့အတွက်ကြောင့်သူလုပ်တယ်လို့ဘယ်သူမှမထင်ကြဘူးသူ့ကိုအားလုံးကသူတော်ကောင်းလို့ပဲထင်ကြတယ် ။ဒီနေ့မှသူဟာသမရနေရာဝင်ပြီးတော့အရွေးခံပါတယ်။သူ့ကိုမရွေးတဲ့အတွက်ကြောင့်ဂျပန်နိုင်ငံကလူတွေကိုအစိမ့်ဝင်းနဲ့တပ်ဖို့လုပ်ပါတယ်။အစိုးရကရိတ်မိပြီးတော့ဥစွာဖမ်းမိတဲ့အတွက်ကြောင့်အားလုံးသေးသေးမှလွမြောက်သွားရပါတယ်။နောက်ဆုံးသူ့ကိုပြည်ထောင်ပေးလိုက်ပါတယ်နော်။ဘာသာရေးမှာဝေဖန်စစ်ဆေးမှုမရှိဘဲနဲ့သူတစ်ပါးပြောသမျှကိုလိုက်ပြီးယုံနေမှာဆိုရင်ပစ္စည်းဥစ္စာတွေမကဘူးအသက်ပါပေးရပါမယ်နော်။အခုလည်းပဲကြည့်ပါဖခင်အလောင်းပေါ်ထုံးနေပြီတဲ့။ ရှေးဘုရားသာသနာရှိနေရင်နောက်ဘုရားပွင့်လို့မရပါဘူးเนาะအခုဂေါရမမြတ်စွာဘုရားသာသနာရှိနေတဲ့အတွက်နောက်ဘုရားအလောင်းမွေးလို့မရပါဘူးဒါကိုသိဖို့လိုပါတယ်เนาะဒါကြောင့်ဘုရားအလောင်းပေါ်ထွန်းတဲ့ဆိုတာဟာလုံးဝမဟုတ်ပါဘူးလိညာပြီးပြောဆိုနေတဲ့စကားဒေသဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်ငလျင်ကြီးပြီးလို့ရရှိလိုက်တဲ့အထဲမှာဒုက္ခတွေဒုက္ခတွေအကြောက်တရားတွေအပြင် ကိုရရှိပိုင်ဆိုင်ထားတဲ့ဘဝဟာခဏလေးအတွင်းမှာပျက်စီးပျောက်ပြက်သွားနိုင်တယ်ဆိုတာရယ်ကိုပိုင်ဆိုင်တယ်လို့ထင်ရတဲ့ပစ္စည်းအဥ္စာတွေကိုတဘဝလုံးစူးစမ်းထားတဲ့ပစ္စည်းဥ္စာရတနာတွေဟာလည်းတခဏအတွင်းပျက်စီးသွားနိုင်တယ်ဆိုတာရယ်နောက်တစ်ခုကဘဝဆိုတာအာမခံချက်မရှိတဲ့အတွက်ကြောင့် မတို့တော့အသက်ကြီးမှကုသိုလ်ပြုမယ်ဆိုတာတွေရယ်ဒါတွေကလုံးဝမှားတယ်ဆိုတာသင်္ကန်းစာတစ်ခုအဖြစ်တံဝေကတစ်ခုအဖြစ်ရရှိလိုက်တယ်ပါတော်တဲ့အထဲမှာယဟန်တန်ဃာတွေဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်တမယန်တန်ဃာတွေမဟုတ်ဘူးပစိုးရင်လိုမျိုးចောင်းတိုက်ကြီးတွေမှာ စာပေပရိယလိုက်စားနေကြတဲ့ငယ်ပြူတန်ကားတွေနောက်ပြီးတော့ငယ်လက်ကြီးဆိုတာထက်ဓမ္မစရိယရန်ရောက်နေတဲ့ယဟန်တန်ကားတွေဆုံးရှုံးမှုနဲ့ကြည့်မယ်ဆိုလို့ရှိရင်အကြီးမားဆုံးဆုံးရှုံးမှုတွေပါပဲဘာသာအတွက်ကောသာသနာအတွက်ကောနောက်ဆုံးဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကြီးအတွက်ပါကြီးမားတဲ့ဆုံးရှုံးမှုတွေပေါ့ လူတွေဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတချို့တက္ကະတက္ကမတွေမှာဗုဒ္ဓဘာသာတွေကုဘာသာကိုပစ္စည်းလေးပါးနဲ့ခက်ခဲမှမှထောက်ပံ့နေတဲ့တက္ကະတက္ကမတွေပါဝါတာလည်းတွေ့ရလုံးစွာစိတ်မကောင်းဖြစ်ရတယ်ဝမ်းနဲ့ကြည်ကွဲရတယ်တွေးမိတိုင်းစိတ်ထဲမှာဝမ်းနဲ့တဲ့စိတ်အလိုလိုဖြစ်လာကြရတယ် ဒါဟာတူတူတယောက်တည်းဖြစ်နေတဲ့စိတ်မဟုတ်ဘူးမြန်မာတနိုင်ငံလုံးမြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးဖြစ်နေတဲ့စိတ်ခံစားချက်တစ်ခုဖြစ်တယ်အဲတော့နောက်ဆုံးဒီကုန်းချုပ်အနေနဲ့ပြောချင်တာကတော့ဒီမြေငလျင်ကြီးပြီးဆုံးသွားတဲ့နောက်ပိုင်းမှာဒုက္ခတွေဒုက္ခတွေအကြောက်တရားတွေငလျင်ကြီးကဒါတွေခြံခဲ့တယ်လို့ နောက်ခြံခဲ့တဲ့အရာတွေကိုလည်းမြင်အောင်ကြွက်ကြည့်ရမယ်။ပြည်သူတို့ရဲ့ဘဝဟာတခဏလေးအတွင်းမှာခြုံငိမ့်သွားနိုင်တယ်။ပိုင်ဆိုင်နောက်တဲ့ပစ္စည်းဥစ္စာတွေဟာလည်းပဲတခဏလေးနဲ့ပျက်စီးသွားနိုင်တယ်။နောက်တစ်ခုကဘယ်ချိန်ခါမှကုသိုလ်ပြုမယ်ဘယ်ချိန်ခါမှဘဝကိုကောင်းကောင်းမွန်မွန်နေမယ်ဆိုတဲ့အာမခံချက်တွေ။ တတဝရရဲ့ဘဝမှာမရှိဘူးချိန်မရွေးတည်သွားနိုင်တယ်ဒါလေးတွေကိုတတိတံဝေကဖြစ်ပြီးတော့တတိတံဝေကပွားပြီးတော့ကြံရှိနေတဲ့အချိန်လေးတွေကိုတတ်မှုရှိအောင်ကြိုးစားနိုင်ကြပါစေ